သူဆိုဟိုမားသူဆိုလို့ရှိရင်အဲ့ sofa ပေါ့လေဘုံဆိုပြင်ကြွားတာထုတ်လုံးလို့လေအဲ့လိုမျိုးပေါ့နော်အကွာလဲဟိုငလင်းသားလောက်တာပြေးစင်တာဟို fashion ပြည့်ဟိုဆလင်းဘက်ကိုဒီလိုမျိုးဒီဇိုင်းလဲဒါဖက်နဲ့အဲ့လို make up အပြည့်နဲ့ပြေးစင်တာဘာဆိုလေငွေရပြန်လာပြီးရရေမချိုးရသေးဒီတိုင်းလေးပဲအိပ်ပျော်သွားဆိုအဲ့ဒါမဲ့ချက်ချင်းထောက်ဖက်နဲ့တွေပါကောက်စင်းထွက်ပြေးရအဲ့လို မထင်ဘူးမထင်ဘူးကိုဘဝမှာလည်းဒါအဆိုးအဆုံးဖြစ်ပြက်တစ်ခုပဲတကယ်အိမ်မဆိုးကြီးတစ်ခုလိုပဲဘာဆိုဖြစ်ပြီးသွားတဲ့အချိန်အခန်းငါးဖွင့်လိုက်တဲ့အချိန်မှာမသိကဘာပြက်နေတယ်လို့ပဲအာမီးစာအကုန်လုံးပြုတ်ချရေးတွေလဲအဲ့လိုပန်းထွက်ပြီးလို့ရှိရင်ဟောစီလင်ကအဲ့လိုမှန်နေလဲကွယ်စီလင်ကကြောက်ပြားရည်လဲပြုတ်ချအဲ့လိုရှောင်းသိမ်းပြီးသွားတာမသိရင်တကယ်ဟို apocalypse လေအဲ့လိုဖြစ်သွားသလိုကြီးအဲ့လိုမျိုးခံစားရတယ်။ဒါဆိုကျွန်တော်ပြရတော့လဲ တကယ်တကယ်လုံးဝလက်ကိုမခံနိုင်ပြီလို့ရှင်လူတွေရဲ့မျက်နှာမှာကြည့်လိုက်ရင်ဟိုအပြုံးပြော်အရင်နေသွားတယ်အကုန်လုံးကကြောက်လန့်ထိတ်လန့်နေတဲ့ပုံစံမျိုးပဲဖြစ်နေတော့စိတ်မကောင်းဘောเนาะဒါမဲ့လည်းဒါသဘာဝဘီရဲ့နေဆိုတာကြောက်ရှောင်လဲလို့မရဘူးဆိုတော့လေဒါအားလုံးအတင်းထားကြပါဆိုပြီးပြောချင်ပါတယ်ဟုတ်ကဲ့ပါဖိတ်ကြားစိတ်ခံရလို့ပေါ့နော်။ဟိုဒီဒီဟာက ငနေ့ငနေ့မလှုပ်ခင်တည်းကတက်ဖို့မန္တလေးရောက်နေတာလှုပ်လဲလှုပ်သွားရောမတက်ဖြစ်ဖဲနဲ့ရှိလိုက်ရတာပေါ့ပြည့်ရဲ့ရှိအဲ့တော့ပွဲတက်လာပဲလေပွဲတက်လာဟိုဟာရောက်ချင်းမဲဟိုဟာ shopping ထွက်မယ်ပေါ့နော် shopping ထွက်မယ်ဆိုပြီးတော့ဒီမင်္ဂလာမန္တလေးငါးလွှာမှာတဲ့ဟိုဟာအိပ်ပျော်နေတာအာဒီလိုဒီလိုဒီလိုဖြစ်တော့အဆောပါဖြစ်တာလဲပေါ့နော်တော့ချိုင်းပဲကလေးပေါ်မှာလူးလိမ့်နေတာထလို့လည်းမရအောင်အပထမ တဝေးပြီးသွားတဲ့အချိန်ကျမှအဲ့လိုထပြီးတော့ fire အလမ်းမြည်ရဲ့အဲ့ချိန်ကျမှအောက်ကိုအတင်းပြေးဆင်းပြီးတော့ဟိုဟာဒီပကပကကပကဲမှာပဲအများနဲ့အများတွေနီးတူပေါ့နော်စောင့်နေလိုက်ရတယ်ဒုတိယ wave ကြတော့မှတင်စားနောက်ကလိုက်တဲ့ဒီဆွဆွာတို့မျိုးလက်တို့ထပ်ပံရဲတို့ကသူကပြင်းလာပထမတဝေးမှာတင်စားရဲမှာသူ့ရဲ့နှစ်ယောက်ကမှအဲ့တော့လေဓာတ်ဖက်နဲ့ကြီးနဲ့ပဲပြင်းစင်တာလေဟာ fire fire အိတ်စစ်ကနေလို့ပြင်းစင်တာ ဘဝမှာလေတော်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 တကယ်ကြုံတော့ကြုံခဲ့တွေ့ကြုံပေါ့အဲ့လိုမျိုးခံစားမှုမလို့ကျင်တော့ပြီးလို့ရှိရင်အဲ့ဟာဖြစ်ပြီးရဲ့နောက်ပိုင်းမှာအဲ့လိုအတန်ကျကျကြားရင်လန့်နေတယ်အဲ့ခေါင်းမူတဲ့ feeling ရလေတော်တော်နဲ့မပြဘူး၁၀ရ၁၅ရလောက်ကခေါင်းနဲ့မူပြီးလို့ရှိရင်အဲ့လိုအတန်တစ်ခုခုကြားလိုက်တာနဲ့လန့်ပြီးနှလုံးနဲ့ကြုံပြီးအဲ့လိုမရအဲ့လိုနည်းနည်း trauma ဖြစ်သွားတာပေါ့ကိုကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ရတဲ့အခါကျတော့ဟုတ်သူဆိုမာသူဆိုလို့ရှိရင်အဲ့ဆိုဖိုင်းပေါ်နေဘုံဆိုပြင်ကြသွားတာလှုပ်လုံးလို့လေ ဲ့လိုမျိုးပေါ့နော်အကိုကလည်းဟိုငလင်းသားလောက်တာပြေးစင်တာဟိုဖက်ရှင်ပြည့်အဲ့ဟိုဆလင်းဘက်ကိုဒီလိုမျိုးကစားလဲဒါဖက်နဲ့အဲ့လိုမိတ်ကပ်အပြည့်နဲ့ပြေးစင်တာဘာဆိုလေငွေရပြန်လာပြီးရရေမချိုးရသေးဒီတိုင်းလေးပဲအိပ်ပျော်သွားဆိုအဲ့ဒီတိုင်းပဲဆက်ရှင်းထောက်ဖက်နဲ့တွေပါကောက်စီထွက်ပြေးရအဲ့လိုမထင်ဘူးမထင်ဘူးကိုဘဝမှာလည်းဒါအဆိုးအဆုံးဖြစ်ပြက်တစ်ခုပဲတကယ်အိမ်မဆိုးကြီးတစ်ခုလိုပဲဘာဆိုဖြစ်ပြီးသွားတဲ့အချိန်အခန်းကဖွင့်လိုက်တဲ့အချိန်မှာမသိကဘာပြက်နေသလိုပဲ အမီးစာအကုန်လုံးပြုတ်ချရေးတွေလဲအဲ့လိုပန်းထွက်ပြီးလို့ရှိရင်ဟာစီလင်ကအဲ့လိုမှန်နေလဲကွယ်စီလင်ကကြောက်ပြားရေးလဲပြုတ်ချအဲ့လိုရှောင်တိမ့်ပြီးသွားတာမသိရင်တကယ်ဟို apocalypse လေအဲ့လိုဖြစ်သွားသလိုကြီးအဲ့လိုမျိုးခံစားရတယ်တကယ်တကယ်လုံးဝလက်ကိုမခံနိုင်ပြီးလို့ရှိရင်လူရဲမျက်နှာမှာကြည့်လိုက်ရင်ဟိုအပြုံးပြော်အရင်နဲသွားတယ်အကုန်လုံးကကြောက်လန့်ထိတ်လန့်နေတဲ့ပုံစံမျိုးပဲဖြစ်နေတော့စိတ်မကောင်းဘောเนาะဒါမှမဟုတ်လည်းဒါသဘာဝပြည့်ရနေဆိုတာဒါကြောင့်ရှောင်လဲလို့မရဘူးဆိုတော့လေဒါ အားလုံးအားတင်းထားကြပါဆိုပြီးပြောချင်ပါတယ်။ကြည့်ရလေတချို့နေရာတွေမှာအဲ့လိုမျိုးပေါ့နော်အဲ့လိုအပြက်စီးတွေတွေ့ရတကယ်စိတ်ထဲမကောင်းဒါပေမဲ့လည်းအမြန်ဆုံးပြန်လဲထူထောင်ထိုင်လဲမလို့လဲမျောနေပါတယ်ပြီးလို့ရှိရင်ဒီတဘာဝဘီအက်နေရတော့ဒါရှောင်လဲလို့မရတဲ့အထက်မှာပါရပေါ့နော်အဲအဲ့အဲ့တော့ကြောင့်မလို့ဒါကတော့ဘာပဲဖြစ်ကိုယ့်ဘက်ကအကောင်းဆုံးလဲမျောလင်းသလိုအဆိုးဆုံးအတွက်လဲပြင်ဆင်ထားရမယ်ပေါ့နော်အဲအကုန်လုံးယန္တနာ၃ပါးမမေ့အနန္နောနန္နာ၅ပါးမမေ့ပဲနဲ့ လို့ပြောမယ်ကောင်းတဲ့စိတ်လေးပဲထားမယ်ဆိုကောင်းလာတွေပဲဖြစ်မှာအဲပထန်းကျောင်းမှာ350ပြီးလို့ရှိရင်အဖြူရောင်ပရာဟိတလူငယ်အသင်းကို320ပေါ့နော်ဒီအောင်လေးတို့ကိုသာ330ပြီးလို့ရှိရင်ဒီဒီရန်ကုန်ဘက်မှာပေါ့နော်ဟိုဟာဟိုတချို့နေရာတွေမှာစားမယ်တောက်ရမယ်အဲ့လိုဖြစ်နေရဲ့နေရာလေးရက်ကွက်လေးရှိရဲ့အဲ့မှာမဲတိတာရဲ့အကူညီနဲ့အဲ့တော့လည်းလှုပ်လိုက်သေးရဲ့ဟိုအဓိကကတော့ဘယ်ရာမှမမြဲဘူးပေါ့နော်အနေဆဒုက္ခနတ္တ နေမြင်냐ပြောက်တယ်ပေါ့နော်နေမြင်냐ပြောက်အဲ့တော့ကိုအသက်ရှင်နေတဲ့အချိန်မှာကိုဘေးမှာဘသူတွေရှိလဲအဲရှိရသူတွေပေါ့တန်မိုးထားပါကောင်းဆုံးနေပေးပါချစ်ပေးပါသူတို့ကိုဘယ်လိုပဲဆက်ဆန်ဆက်ဆန်ပေါ့နော်ကိုဘက်ကအကောင်းနေပဲပေးအကောင်းနေပဲပြန်လာမှာပေါ့သူဆိုးလို့ကိုကဆိုးဆိုးပြန်ဆက်ဆန်လိုက်မယ်ဆိုရဲအယူဆရရောလက်မခံဘောနော်အဲဆိုကြတော့မှန်လို့နေရဲအသူပြောရင်ပြောမယ်သူပြောပြရင်ငါပြောပြမယ်သူမပြောရင်ကိုမပြောအဲအဲ့လိုမျိုးပေါ့အဲအယူဆမှားတယ်ပေါ့နော်ဒီကတော့ သူ့ဘက်ကကိုဘလို့ကြီးပဲဆက်ဆန်ဆက်ဆန်ကိုဘက်ကအကောင်းတွေပဲပေးမဲ့ဆိုလို့ရှင်တခုခုဖြစ်သွားရင်တော့မှနောင်နာဆိုတဲ့အရာကိုရမှာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မို့လို့အဲလူ့ဘဝဆိုတော်တော်လေးပါအဲကိုပျော်တယ်လို့နေနေပြီးလို့ရှင်ဘဝကိုအသေးပဲရှိရှိနဲ့ဖြတ်သန်းကိုချစ်တဲ့သူတွေကို အဲကိုစားစိတ်နှောက်ရှက်မဖြစ်စေနဲ့စိတ်ဒုက္ခမရောက်စေနဲ့ပေါ့သူတို့ပြောင်းထားပြီပေါ့အဲသူများကိုပြောင်းအောင်လုပ်ပြီးကိုလည်းပြောင်းရတယ်ပေါ့နော်အဲ့ပြောင်းရတဲ့ PTR ဘာလည်းမလဲလို့မရဘူးပေါ့နော်အဲ့လိုမျိုးလေးပြောချင်ပါတယ်ပြီးလို့ရှင်ဖရာတရားမမေ့ပါနဲ့အဲစိတ်ကောင်းလေးထားပါစေတနာစေတနာကောင်းရင်ကံကောင်းပါလေလို့ပြောချင်ပါတယ်